ကလန်းရဲ့နိုင်ငံအတွက်ဂိုးလေးရအများဆုံးပြေခဲ့တဲ့အသက်ငယ်ဆုံးကစားမ10ဦးဘောလုံးအားကစားစတင်ခဲ့ခြင်းကလေးကသွင်းကိုပီဇာရှိတဲ့တွေဟာအများပြားရှိခဲ့ကြပါတယ်။လိုပင်ကိုပါရမီရောကြိုးစားမှုရောရှိမှဖြစ်လာနိုင်တဲ့ professional ကစားမတွေထဲမှာအသင်းအတွက်နိုင်ငံကိုယ်သေယူပေးနိုင်တဲ့တိုက်စီကစားမဖြစ်ဖို့ကပုံမကတ်ခဲလာပါတယ်။အချို့ကစားမတွေအတွက်လွယ်ကူတဲ့ပုံပေါ်ပေမဲ့ဂိုးသိမ်းယူတာကပြစ်ကင်းစင်အောင်လှုပ်ဆောင်မှုအခက်အခဲဆုံးလူပညာဖြစ်ကြောင်းဘောလုံးမတိုင်းသိကြပါတယ်။ပုံမှန်အဖြစ်တော့ဒါကပြည်တံ area ထဲမှာလှူရှားမှုတွေလုပ်ပြီးတော့နောက်ခံလူတွေကိုဒုက္ခပေးဖို့ကြိုးစားနေတဲ့ တိုက်စစ်မှုတွေရဲ့ပကုံးပေါ်မှာတာဝန်ကျောက်လေးရှိကြပါရီလူမျိုးခက်ခဲတဲ့ကြားကပဲစံချိန်ကောင်းတွေတင်နိုင်ခဲ့တဲ့ကစားမတွေလည်းရှိပြီးတော့ဒီကနေ့မှာတော့ဘောလုံးသမိုင်းတစ်လျှောက်မှာအတန်းငယ်ဆုံးသင်းကိုလေးရပြောင်းသွင်းနိုင်ခဲ့တဲ့ကစားမဆေးဦးကိုဖော်ပြပေးလိုက်ပါရီနံပါတ်10 Louis Torres 32နှစ်အိုရူဂွေးတိုက်စစ်မှုဟာဘာစီလိုနာအတွက်ကစားခဲ့တဲ့ချိန်ကသူ့အတွက်အထွတ်ထိပ်ကာလဖြစ်ပြီးတော့ပွဲပေါင်း283ပွဲမှာ308ဂိုး195ဂိုးသွင်း133ဂိုးဖန်တီပါဝင်ပတ်သက်ခဲ့လို့မှတ်တမ်းရှိခဲ့ပါရီနံပါတ်9 Hurricane 30နှစ် အင်္ဂလန်ကစားမဟယ်ရီကိန်းကတော့အင်္ဂလန်တင်းရဲ့ကိုအများဆုံးတင်ထားသူဖြစ်ပြီးတရား၁၀ပွဲမှာ86ဂိုးတင်ယူထားပါတယ်။ကလပ်တင်းမှာဆိုရင်လည်းစပါတင်းနဲ့ဘိုင်မြူနစ်နှစ်တင်းလုံးမှာဂိုးတင်းတုံးကောင်းခဲ့သူဖြစ်ပါတယ်။နံပါတ်၈ရောဘတ်လီဝန်ဒေါ်စကီ30နှစ်ပိုလန်တိုက်စင်မိုလီဝန်ဒေါ်စကီဟာဒေါ်မွန်တင်းအတွက်ပွဲပေါင်း189ပွဲမှာ103ဂိုးတင်ပြီးတော့နာမည်ကြီးခဲ့ပါတယ်။နိုင်ငံတကာပွဲတွေမှာလည်း89ဂိုးတင်ယူထားပြီးတော့အသင်းအတွက်ရေးပါတဲ့တိုက်စင်မှုတစ်ခုဖြစ်တယ်လို့သိရပါတယ်။နံပါတ်9နေပါဂျူနီယာ28နှစ် ဘရာဇီးအတွက်ကိုအများဆုံးသင်းယူထားတဲ့ကစားမဖြစ်တဲ့နေမာက128ပွဲမှာ96ဂိုးသင်းယူခဲ့ပြီးတော့နေမာအနေနဲ့တိုက်စင်မှုနေရာထက်တောင်ပံမှာပုံမကစားခဲ့ရပြီးမြေဂိုးသင်းနိုင်တဲ့အစွမ်းအစရှိတဲ့ကစားမမျိုးဖြစ်ပါရည်။နံပါတ်6ခရစ်စတီယာနိုရိုနယ်ဒို28နှစ်ပေါ်တူဂီဘောလုံးသမားရိုနယ်ဒိုကသူ့ရဲ့ကစားမဘဝပထမဆုံးဂိုးလေးရာကိုအသက်30မပြည့်ခင်မှာရရှိခဲ့ပါရည်။သူဟာနိုင်ငံကအဆင့်အမျိုးသားဘောလုံးပွဲတွေရဲ့ဂိုးများဆုံးသွင်းထားတဲ့သူဖြစ်ပြီးတော့ ပေါ်ရီအတွက်နေရာ26ပွဲမှာ143ဂိုးသွင်းထားတယ်လို့သိရပါတယ်။နံပါတ်5 Jimmy Grave 28နှစ်အင်္ဂလန်ကနေတိုက်စစ်မှု Jimmy Grave ကဂိုးလီယာမှတ်တမ်းကိုရရှိဖို့စုစုပေါင်းပွဲ924ပွဲသာကစားခဲ့ရပါတယ်။သူကစပါတင်အတွက်384ပွဲမှာ226ဂိုးသင်ယူခဲ့ပြီးအင်္ဂလန်အတွက်လည်း58ပွဲမှာ44ဂိုးသင်ယူပေးထားခဲ့ပါတယ်။နံပါတ်6 Owe Silat 28နှစ် ဂျာမနီနိုင်ငံသား UVC လက်ဟာဒီဇင်နဲ့မှာအမြန်ဆုံးကိုတင်းနှုံရှိသူဖြစ်ပြီးစုစုပေါင်း389ပွဲသာကစားခဲ့ရပါတယ်။သူဟာဟန်ဘက်က SP အသင်းနဲ့ဂျာမန်လေရွေးစဉ်အတွက်82ပွဲမှာ43ဂိုးသင်းယူပေးခဲ့ပူပါတယ်။နံပါတ်3လီယိုနယ်မက်ဆီ29နှစ်ကမ္ဘာကောင်းဆုံးကစားမရတွေကတူဖြစ်တဲ့အာဂျင်တီးနားမက်ဆီဟာအသက်29နှစ်3လနဲ့3ရက်အရွယ်မှာပဲသူ့ရဲ့ကစားမဘဝကိုလျော်ပြေးမှတ်တမ်းရရှိခဲ့တာပါ။ဒါပြင်မက်ဆီကဘာစီလိုနာ PSG နဲ့အင်တာမိုင်မီတို့မှာဂိုတင်နှုံကောင်းဆုံးကစားမဖြစ်ခဲ့ပါဘူး။ နံပါတ်1ဂတ်မူလာ29နှစ်ဗမ်မနီရဲ့ကန်ဝင်တိုက်စစ်မှုဂတ်မူလာက1990ခုနှစ်မှာဘလွန်ဒီယောဆုရှင်ဖြစ်ခဲ့ပြီးတော့သူရဲ့ကစားမောပွားတစ်လျှောက်လုံးစုစုပေါင်း634ကိုသိမ်းယူခဲ့တယ်လို့မှတ်တမ်းတင်ကြပါရည်။နံပါတ်1ကလီယန်အမ်ဘပေ26နှစ်အသက်အရွယ်ကိုသာအဓိကထားပြီးကြည့်မယ်ဆိုရင်ပြင်သစ်သားကလီယန်အမ်ဘပေကဂိုလီယာပြည်တဲ့အသက်ငယ်ဆုံးကစားမောဖြစ်ပါရည်။သူကအသက်26နှစ်နဲ့328ရက်အရွယ်မှာပြင်သစ်တင်းအတွက်ယူကရိန်းကိုဂိုးသိမ်းပြီးတော့ဒီမှတ်တမ်းရယူပေးခဲ့တာဖြစ်ပါရည်။ ဒိုင်းမကာသေးပဲနဲ့သူက BSC တမိုင်းမှာဂိုးများဆုံးသွင်းထားတဲ့ကစားမလေးဖြစ်ခဲ့ပါသေးတယ်